်မင်္ဂလာပါရှင်ကျမတို့ဖူအီအီနွယ်ပါဒီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ညမနေဆက်ခံရသူများကိုကုညီထောက်ပံ့ပေးအပြည်ပြည်ဆိုင်ရာနှင့်အခမ်းအနားကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာဂျွန်လ26ရက်နေ့ကကျင်းပခဲ့ပါတယ်။မြမပြည်မှာခေဆက်ဆက်အာနာရှိသူတွေကပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနှိပ်စက်မှုကျူးလွန်နေသူတွေဟာ ြစ်ဒဏ်တွေကနေကင်းလွတ်ခွင့်ရနိုင်ကြတာကိုမိမောက်ထုတ်ပြခြင်းနဲ့အတွက်ဒီပွဲကိုကျင်းပရတာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားများကွန်ရီစောင့်ရှောက်ရေးအသင်း AAPB ကဦးအောင်မျိုးကျော်ကပြောပါတယ်။ဒီအခမ်းအနားမှာညှိမနှိမ့်ဆက်ခံရမှုတွေအကြောင်းသကဝိုင်းဆွေးနွေးပွဲတစ်ခုကိုလည်းပူရဲပြုလုပ်ခဲ့ပြီးညှိမနှိမ့်ဆက်မှုကျူးလွန်သူတွေနဲ့အကူအညီပေးသူတွေကိုအေးအေးယူနိုင်ဖို့နီလန်းဆိုင်ရာမှတ်တမ်းဗီဒီယိုတွေကိုလည်းပြသခဲ့ပါတယ်ရှင်။ တဝဲခရိုင်လောင်းလုံမြို့နယ်ကညုံကျွန်းရွာမှာစစ်ကောင်စီတပ်သားတွေကစိတ်ကျမ်းမာရေးမကောင်းတဲ့အရဲသားတယောက်ကိုတပ်ဖြတ်ပြီးတော့အ ਨੇ ဆုံး၃ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့တဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကပြောပါရတယ်။ ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကစစ်ကောင်စီတပ်တွေကလောင်းလုံမြို့ကနေတဆင့်ကညုံကျွန်းရွာကိုစစ်ကြောင်းထိုးလာချိန်မှာလမ်းတစ်လျှောက်မှာရှိတဲ့အရသား100ကျော်ကိုဖမ်းဆီးခဲ့ပြီးတော့ဇွန်လ24ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားတယ်လို့ဒေသခံတွေကပြောပါရယ်အဲ့လိုဖမ်းဆီးခံရသူတွေကအသက်46နှစ်အရွယ်စိတ်ကျမ်းမာရေးမကောင်းသူတယောက်ကိုတပ်ဖြတ်ခဲ့ပြီးတော့၃ယောက်ကိုဖမ်းဆီးသွားပြီးတော့အဲ့ဒီလူတွေရဲ့အခြေအနေကိုတော့မသိရှိရသေးဘူးလို့ DDMSC ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရရှင် အင်းစိန်ထောင်မှာကြိုးပေးခံခဲ့ရတဲ့ကျောင်းသားကောင်းဆောင်စလိုင်းတင်မောင်ဦးလိုရဲရင်သူတွေများများပေါ်ပေါက်လာဖို့လိုတယ်လို့ AAPP ကောင်းဆောင်တယောက်ကစလိုင်းတင်မောင်ဦးကြဆုံချင်း49နှစ်မြောက်မှာပြောဆိုလိုက်ပါတယ်ဒီသတင်းကိုမောင်တူးပြဖို့ထားပါတယ်ရှင်ဟုတ်ကဲ့ပါကျောင်းသားကောင်းဆောင်စလိုင်းတင်မောင်ဦးဟာ မဆလာအစိုးရရဲ့အင်းစိန်ထောင်တွင်1986ခုနှစ်ဇွန်လ26ရက်ကကျိုးပေးတပ်ဖြတ်ခံခဲ့ရတာ49နှစ်ပြည့်ပါပြီဒီနေ့မှာပဲသူလိုရဲရဲနဲ့ចောင်းသားကောင်းဆောင်လေးပေါ်ပေါက်စီကျင်နေလို့ပြောဆိုလိုက်တာပါတို့ကိုစလိုင်းတင်မဦးဆိုတော့တကယ်ချင်းမိုးသားဖြစ်တယ်တကယ်ပညာတတ်ဖြစ်တယ်ဒီအဲ့လိုပဲဒီချင်းမိုးသားတခုတည်းတော့မဟုတ်ပဲနေမြန်မာတနေငယ်လို့သူ့မတော်ရေးဆိုစူးစားတဲ့ပုံပေါ်နေသူဖြစ်တယ်ဒီလိုလူမျိုးတွေမများပေါ်ထွန်းမှုလို့ အဲ့လိုပေါ်ထွန်းတဲ့အခါမှာကျွန်တော်တို့တိုင်းရင်းသားပေါင်းစုံကတကယ်ဒူးငယ်တွေကြောင်းသားတွေကလည်းကျွန်တော်တို့ဒီလိုကိုယ်စလဲတင်ပေါ်ဦးလို့မျိုးစိတ်တတ်နဲ့ကျွန်တော်တို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ကျွန်တော်တို့လူမျိုးတွေလွတ်မြောက်ရေးအတွက်ဝိုင်းဝန်းကြိုးစားကြိုးပမ်းကြပါသို့လို့ကျွန်တော်တို့တိုက်တွန်းချက်ဒီနေ့မှာစလိုင်းတင်ပေါ်ဦးကြာဆုံးခြင်းအခမ်းအနားတွေကိုစကိုင်းတိုင်းသပိတ်စစ်ကြောင်းနေမှာလည်းပြုလုပ်ခဲ့ကြပါတယ်အာကျွန်တော်တို့ဒီဘယ်လိုပဲကြိုးပမ်းခံရနိုင်ဘယ်လိုပဲကျွန်တော်တို့ဒီ ကျောင်းသားကောင်းကောင်းတွေကျောင်းသားတွေကိုဒီအနာရှင်တွေကဖိနှိပ်ခံရတာကျွန်တော်ကျောင်းသားတွေဒီအဲဒီနေရာတစ်ခုမှာကျွန်တော်လွတ်မြောက်နေမှာဖြစ်တယ်ပေါ့နော်နေရာတစ်ခုမှာလွတ်မြောက်နေမှာဖြစ်တယ်ကျွန်တော်တို့ရောက်တဲ့နေရာဒီဘယ်နေရာဖြစ်ဖြစ်ကျွန်တော်တို့ကျောင်းသားတွေဒီတော်လန်နေမှာဖြစ်တယ်ပေါ့ကျောင်းသားတွေဟုတ်တယ်ထိုင်းမြန်မာနေဆက်ရောက်ရွေးဦးတော်လန်ရင်အားစုတွေကလည်းစလိုက်တင်မောင်ဦးဟာစံပြခေါင်းဆောင်ဖြစ်တယ်လို့ဆိုပါတယ် ဒီကိုစလိုင်းတင်မဟူကကျမတို့ပြဆံပြကောင်းဆောင်ဖြစ်ပါတယ်ဆီယနာရှင်နေရာသူ့ကိုဖမ်းဆီးပြီးတော့ထောင်ရင်းအချင်းချပြီးတော့ကျိုးစင်ပေါ်ရောက်ပြတ်ထီကိုသူကလုံးဝကိုဒူးမထောက်အလံမလဲပဲနဲ့ဒီဆီယနာရှင်စနစ်ကိုအသက်သေဆုံးတဲ့အထိရွေးချယ်ချက်ခုခံတိုက်ခိုက်သွားရတယ်ဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့ဒီဆီယနာရှင်ဒေါ်လာရေးကိုလုံဆောင်ခဲ့တဲ့တခြားမှာဆိုလို့ရှိရင်ဒီလိုမျိုးမြင့်မြတ်စွာမိမိရဲ့အသက်ခံတာကိုထည့်ဝင်သွားတဲ့ခေါင်းဆောင်တွေရဲ့စွန့်လွတ်ထည့်ဝင်မှုပါဆိုလို့ရှိရင်ကျမတို့ရဲ့တကယ်ကိုဆန္ဒမှုများယူစရာဖြစ်ခဲ့ရပါတယ် ဒီနေ့မှာစလိုက်တင်မောင်း49နှစ်မြောက်ကြာဆုံးခြင်းအခမ်းအနားကိုအရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီကလည်းကျင်းပခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ယီမင်နိုင်ငံကဟူတီစစ်အုပ်စုကစေနာဝန်ထမ်းစစ်သည်8000နီးပါးအတွက်စီရေးလေ့ကျင့်မှုပထမအဆင့်ကိုပြီးမြောက်ခဲ့ပြီးအစ္စရေးကိုစစ်စင်ရေးမှာပါနိုင်စေဖို့ပြင်ဆင်နေပါတယ်။မြို့တော်ဆာနာကဟူတီအုပ်ချုပ်ရေးအဖွဲ့ရဲ့တရားဝင်ပြောရေးဆိုခွင့်ရှိသူကဒီစေနာဝန်ထမ်းတွေဟာအက်ဆာမုံတိုင်းလို့နာမည်ပေးထားတဲ့အစီအစဉ်ရဲ့တစိ့တစ်ပိုင်းအဖြစ်လေ့ကျင့်ရင်ကနဦးအဆင့်ကိုပြီးဆုံးခဲ့တယ်လို့အီရန်မီဒီယာကိုပြောခဲ့ပြီးအဇာဘိုင်ဂျန်မီဒီယာ News Asia ကထပ်ဆင့်ဖော်ပြခဲ့ပါတယ်။ မြို့တော်တစ်ခုထဲမှာတင်နောက်ထပ်တိုက်ခိုက်ရေးသမားအယောက်တသိန်းအထိစုဆောင်ဖို့အစီအစဉ်နဲ့ဒုတိယအဆင့်ကိုစတင်နေပြီလို့လည်းသူကအတည်ပြုခဲ့ပါတယ်။အလားတူလေ့ကျင့်ရေးအစီအစဉ်တွေကိုစာဒါ၊ Emran ၊ Hajar နဲ့ Geoff မြို့တွေအပါအဝင်ဟူတီထိန်းချုပ်ထားတဲ့တခြားဒေသတွေမှာလည်းဆောင်ရွက်နေပါတယ်ရှင်။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တောင်းဆိုချက်နဲ့အညီနေတိုးမဟာမိတ်တွေကကာကွယ်ရေးအသုံးစရိတ်ကို2035ခုနှစ်မှာနှစ်ဆကျော်တိုးမြှင့်ဖို့ဂျွန်လ25ရက်မှာသဘောတူခဲ့ကြပါတယ်။ကမ္ဘာအကြီးဆုံးစီးရေးမဟာမိတ်အဖွဲ့ဖြစ်တဲ့မြောက်တလက်ဒိတ်စာချုပ်အဖွဲ့နေတိုးရဲ့ထိပ်သီးအစည်းအဝေးကိုနယ်သာလန်နိုင်ငံဒီဟိတ်မြို့မှာကျင်းပပြီးရလာတဲ့သဘောတူညီချက်ကိုသုံးပြီးတော့ဂျပန်နဲ့တခြားမဟာမိတ်တွေလည်းအလားတူဆောင်ရွက်ဖို့ဖိအားပေးရင်ထရန့်အစိုးရကဥဆောင်သွားနိုင်တယ်လို့ဂျပန်အခြေစိုက်ကျိုတိုသတင်းဌာနကသုံးသပ်အစီရင်ခံပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ကာကွယ်ရေးအသုံးစရိတ်ကလက်ရှိ GDP ရဲ့200ခန့်နှုန်းအဆင့်ကနေမြင့်တင်ပေးတဲ့ကာကွယ်ရေးအသုံးစရိတ်ပြတ်မှတ်ပန်းနိုင်ကိုပြုပြင်ပြောင်းလဲခဲ့တာပါဒီလိုအပြောင်းလဲရဲ့အောက်မှာခေါင်းဆောင်တွေက900ခန့်နှုန်းကတိကွက်ထဲမှာယင်းဤမြုပ်နှံမှုအမျိုးအစားနှမျိုးပါဖို့ကိုလည်းသဘောတူညီခဲ့ကြပါတယ်ရှင် DV မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ ကျွန်မတော့ဖူးအီအီနွယ်ပါ ကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် you